ဒီတရားမေးချင်တာကတော့ဆရာတရားမေးချင်တာကတော့ဒီတပတ်ကျော်လာတဲ့ဒီအတွင်းလူနိုင်မှာဆိုရင်ဒီဆေးထွင်းရတာတွေနဲ့ဆေးတွေကများလာတယ်ပြီးတော့ဒီသူတို့ရဲ့အကြောတွေရာလဲရောင်ရမ်းနေတဲ့ခါမှာဆိုရင်ရောစီဆရာတို့ဘက်ကရောဘလိုမျိုးနီလန်းလေးတွေနဲ့လုပ်ပြီးလို့ရတယ်ဆိုတာလည်းသိချင်ပါတယ်ရှင်။အဲ့လိုလူနာတယောက်ကတပတ်တက်ပို့ပြီးတော့ဆေးထွင်းရလာပြီဆိုဆိုရင်သူ့အတွက်ကိုကျွန်တော်တို့ကသူသွင်းမဲ့ဆေးမျိုးစားသူသူထည့်မဲ့ ဈေးပမာဏအချိန်အဲ့လိုတွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ Central Venous Catheter လို့ခေါ်တဲ့ Central Vein မှာထိုးတဲ့ Catheter ရယ်နောက်တစ်ခုက PICC လို့ခေါ်တဲ့ Peripheral Vein ကနေစပြီးတော့ Central Dead Tree အောင်ထိုးတဲ့ Catheter တွေအဲ့ဒါတွေကိုကျွန်တော်တို့ထည့်ပေးလို့ရနိုင်ပါတယ်။အဲ့ဒီ Central Venous Catheter ဆိုတာကတော့ဒီလိုမျိုးဒီ Leben တို့ဒီယင်ဘတ်တို့ပေါအောင်လို့အဲ့မှာရှိတဲ့သွေးကြောအကြီးတစ်ခုကိုကျွန်တော်တို့သုံးပါတယ်။ PICC လို့ခေါ်တဲ့ Peripheral Inserted Central Venous Catheter မှာကျွန်တော်တို့ကလက်မောင်းလက်ဖြံမှာရှိတဲ့ peripheral vein ကိုပဲအဓိကထားပြီးသုံးပါတယ်ဟုတ်ကဲ့ပါ